နေပါပါနေပါနေပါဒီနေ့ကဘေဘီလေးအတွက်ဖြစ်သွားအောင်ပါเนาะအဲ့တော့အခုကကြတော့မိုးရသည်တဖြည်းဖြည်းရောက်လာရသည်တို့ကပြောင်းလာပြီဆိုတော့ကလေးတွေဒီအချိန်ကအရန်ကိုရရှုပေါက်တဲ့အချိန်ပေါ့เนาะဆိုတော့မိုးရင်းဆိုလို့ရှိရင်တို့ကပိုးပြီးတော့လဲလူကြီးတွေလည်းဒီလိုပါပဲကလေးတွေအချိန်ဆိုတော့တော့မှခဏခဏအဲတွိုင်းလက်သွားခြင်းတယ်ဒါပေမဲ့ကိုကလူကြီးဖြစ်တဲ့ခါကျတော့ဘာမှမဖြစ်ဘူးကိုသွားလာလွယ်ဒါပေမဲ့ကလေးလေးတွေကျတော့တို့ကစီးပေါက်ချင်ပြီဆိုလို့ရှိရင်တစ်ခါရဲပဲပေါက်ချလိုက်ရတာပဲဆိုတော့တို့အဲ့အရွယ်လေးရှိရပေါ့เนาะနောက်ပြီးတော့ဒီကြံတဲ့လိုက်မှာမွေးတဲ့မိမိတွေထက် အဲ့မိုးတွင်းမှာခလေးလေးမိုးရရမိမိတွေကလေအဲ့ဒီတခုပို့ပြီးတော့ပို့ပြီးခရီးဆိုင်ရပို့အလုံများရလို့လောက်မထင်နဲ့ပေါ့နော်။ဘာလို့ဆိုအီးနေတဲ့အချိန်ဖြစ်တဲ့ခါကျခလေးကိုဆိုးဆိုးမှုမရှိအောင်လည်းလုပ်ပေးရသေးတယ်။အဲ့နောက်ပြီးအဲ့ဒီအချိန်ကျတော့လည်းပဲဒါနိုးဆိုးတဲ့အရွယ်ဆိုလို့ရှိရင်တော့အဲ့အများကြီးကိစ္စမရှိသေးဘူးပေါ့နော်။ဒါပေမဲ့နည်းနည်းလေးစားတက်လာတဲ့အချိန်ဆိုလို့ရှိရင်သူတို့ဝမ်းပြက်မှာလားဆိုတော့စိတ်ပူပါတယ်။ဒါပေမဲ့လည်းဘာပဲပြော new born လေးတွေကတော့ဒါခလေးတစ်ခါခလေးတွေမှာသူတို့အရေးကြီးဆုံးဖြစ်ရပေါ့နော်။အဲ့ဒီအချိန်ဆိုပို့ပြီးတော့ခရီးဆိုင်ကြရတယ်။တဖြည်းဖြည်းကြီးလာလို့ရှိရင်လူတွေကိုယ်ကိုယ်ပဲခရီးဆိုင်ရတယ်။ဒါပေမဲ့အဲ့ဒီအရွယ်လေးပဲလူဖြစ်တဲ့အချိန်မှာငယ်တဲ့အချိန်အရ န်ဂယူးဆိုင်ခံရတဲ့အချိန်ပေါ့နော်ဆိုတော့ဘေဘီလေးတွေဂယူးဆိုင်ခံရတဲ့အချိန်မှာအဲအခုလိုရာသီရောက်လာပြီဆိုတော့သူတို့ရဲ့တန်ရှင်းမှုကကျန်းမာရေးနဲ့ဓာတ်ရိုက်ချိုးကြတာပေါ့နော်ဆိုတော့ကျန်းမာရေးမှာတော့တန်ရှင်းမှုမရှိဘူးသူ့ကိုထားတဲ့နေရာဆုတ်ဆွတ်နေတယ်ဓမ္မမို့ရေကိုတောက်တဲ့ရေသူ့ကိုတိုက်တဲ့ရေတွေကမတန့်တာမျိုးနော်ပြီးတော့ဟိုမိခင်တို့တိုက်တဲ့ခါမှာလည်းပဲတစ်ခါချက်ကိုတန်ရှင်းမှုလေးနည်းနည်းပါးပါအားနေသွားခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်အဲ့လိုအချိန်တွေမှာခလေးလေးတွေကိုရာသီဥတုအေးလို့ရှင်ပို့ပို့ပြီးတော့ဂယူးဆိုင်ရတယ်နောက်ပြီးအဲ့ဒီအချိန်မှာကြောက်ရတာနောက်တစ်ခုကခြင်ပေါ့နော်ဆိုတော့အဲ့ခြင်တွေကပေါက်လာပြီးမိုးတွေနည်းနည်းလေးရောက်တာနဲ့ခြင် င်တို့ဟာတို့ဒီလိုမျိုးမိုးတွင်းကြိုက်တဲ့သတ္တဝါတွေပေါ်လာတာပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့လဲချင်းကသွင်းလုံးတုတ်ကွေးတွေငှက်ပြားရေးဆိုတာလဲလူကြီးတောင်ကြောက်ရတဲ့အချိန်ဆိုတော့မိုးတွင်းရောက်ပြီဆိုရင်မမီတဲ့ပို့ပြီး alert ဖြစ်တယ်ပေါ့နော်ကြံတဲ့အချိန်တည်းဟာဒီချိန်ဆိုရင်ဂယူးဆိုက်ရပြီမိုးကရွာမယ်အေးမမိအောင်ထားရမယ်ဆိုတော့အဲ့ဒီအချိန်မှာလုံးဝအရေးကြီးတဲ့အချိန်မှာခလေးလေးရဲ့ဒါခနာကိုလေးမှာကက်ပြီးတော့သူစီးသွားလို့ရှိရင်သူ့ကို၆တွေ့အောင်ကုညီပေးမယ်ဘော်လာလေးကအရေးကြီးတယ်ပေါ့နော်အခလေးငယ်ငယ်တုန်းကဆိုသူ့ပေါ်လာအတီသေးကံပဲဟိုသူငယ်နေတဲ့အချိန်မှာဟိုသူနဲ့အနီးကပ်ဆုံးမှာအဲသူ့ရဲ့အရာအလုံးဖြည့်စည်းပ ေးခဲ့ရပါတော့အသက်ကျင်ထိုင်ပါလေမင်းနေပါဗျာငယ်ငယ်တော့ဘယ်သူမှကို့နားမလဲအချိန်မှာကို့နားလဲပေးခဲ့ရထိုင်ပါအမြဲရှိနေအမြဲရှိနေပေးခဲ့ရဆိုတော့အဲ့တော့ဒီထိုင်ပါလေးကလည်းအခုခေတ်ရောက်လာတဲ့ခါကျတော့ဟာဟာဘေဘီထိုင်ပါလိုမျိုး quality ကောင်းတဲ့ထိုင်ပါရလာတဲ့ခလေးရပို့ပြီးတော့အဆင်ပြေလာရပါတော့ငယ်တော့ကလို့အထူကြီးရေကောက်ကောက်ကြီးရေတို့လုံးဆရာမလို့တော့ပေါ့နော်အဲတတောင်တတားနဲ့ frame လှလာလေးနဲ့ကြီးလာလို့ရတာပေါ့နော်အဲဟာဟာဘေဘီထိုင်ပါလေးရကြတော့အမြဲတမ်းပြောတယ်ပါဆိုလို့ဆိုအမြဲတမ်းဆန်းပြီးတော့ပြရပေါ့နော်ဆိုတော့လုံးဝကိုဒီ scene နဲ့ပတ်သက်ပြီးတော့ထိန်းထားနိုင်နေနောက်တစ်ခုက one ပေါ့နော် ဟိုဒီလိုချိန်ကျခလေးတွေကစီးသေးခံတစ်ခုတည်းမဟုတ်အမှန်တော့ဝမ်းခံလို့လည်းပြောလို့ရတယ်ဟုတ်တယ်ဝမ်းသွားရင်လည်းဒါခံတာဒါပေမဲ့ဝမ်းသွားရင်တော့လည်းပြန်ပြီးတော့လဲတာရှိတယ်ဒါပေမဲ့ဘလူးဝဲပြပြောကိုကဒီလိုမျိုးရာသီဥတုရောက်ပြီဆိုလို့ရှိရင်တို့ရဲ့သေးခံလေးတွေအဲဂယူးဆိုင်ပေးရမယ်နောက်တစ်ခုကကျတော့ခဏခဏစီး ပုံပေါက်တဲ့အချိန်ဖြစ်တယ်ဆိုလို့ရှိရင်အလဲပေးဖို့အတွက်ကတိတ်ချကြည့်ရတယ်ပေါ့နော်ဟာ baby diaper ဘာကောင်းလဲဆိုသူ့မှာကျတော့ဒီ indicator line လေးပါတဲ့ခါကျတော့ဒါလေးကအားသာချက်ပေါ့နော်ဟိုကလေးကိုအဲဘောင်းမီလုံးဝချွတ်စရာမလိုအဲဘောင်းမီလေးနည်းနည်းကြည့်လိုက်ရုံနဲ့ဒီဝါနေတာလေးကစိမ့်လာပြီဆိုရင်လဲရမယ့်အချိန်လေးရောက်လာပြီဆိုတော့တိရယ်ပေါ့နော်ဆိုတော့ဒီနေရာမှာလဲဟိုတကယ်ကိုကောင်းတဲ့ချက်ကသူကလုံးဝခြေသားလေးနဲ့လှုပ်ထားဖြစ်တဲ့အတွက်ပေါ်ပါပြီးတော့ကလေးလေးရဲ့ခန္ဓာကိုယ်ပေါ်မှာအေးအေးလူလူလေးနဲ့သူ့ကိုတနည်းတာအဆင်ပြေပြေနဲ့ဖြတ်တန်းလို့ရတာပေါ့နော် ။နောက်ပြီးတော့ကလေးလေးတွေအရေးပြအရန်နှုတ်တဲ့အရွယ်ရှိတယ်။တချို့ကလေးလေးတွေဆိုရင်မွေးလာတဲ့အချိန်မှာအရေးပြလေးတွေကလေတိတိတတရဲတယ်။ပါလေးတွေရဲလာတယ်၊ရားလာလေးတွေဖြစ်တတ်တယ်ဆိုအဲ့ဒီအချိန်မျိုးမှာကလေးရဲ့ကိုယ်ပေါ်မှာအကတ်ဆုံးဒါကလေးကိုယ်ပေါ်မှာအကတ်ဆုံးကဒါပဲရှိတော့မှာပေါ့နော်။ဆိုတော့ဒါကိုရွေးချယ်တဲ့အခါအများကြီးအရေးကြီးပါတယ်။ခြေသားမဟုတ်တာမျိုးရွေးလို့မရအောင်နိုင်လွန်တွေဝတ်ပေးလို့မရအောင်အခုလိုမျိုးလုံးဝဂျဲအလွာတွေပဲတေချာခံထားပြီးတော့အသားကိုခြေသားနဲ့ပဲလှုပ်ထားတဲ့ဟာဘေဘီဒါပါလိုမျိုးအတွင်းရောအပြင်ရော quality စိတ်ချရတဲ့အသေးခံမျိုးသုံးဖို့လိုပါတယ်။ ဲ့တော့သူ့မှာထူးခြားတာအရာအနဲ့လုံးဝမပါတဲ့ပြင်အဓိကဒီချော့ချိုးလေးပေါ့နော်ဒါလေးရဲ့ခလေးရဲ့ခနာကိုပေါ်လေးသူ့ရဲ့ဘိုက်ကလေးမှာအရင်ကိုတတောင့်တတာဖြစ်စေတယ်နောက်ပြီးတော့လဲပါလွာဖြစ်တဲ့အတွက်လောင်းတို့ဘေးလိုက်ကြည့်မယ်ဆိုလို့ရှင်လဲဟိုတကယ့်ကိုစုပ်ယူမှုအားကောင်းနေတာပြောတာဂျဲအလွာဖြစ်တဲ့အတွက်ပပားလေးလှုပ်ထားတာဆိုတော့လေဘေးလိုက်ကြည့်ရင်လဲအများကြီးထုမနေဘူးပေါ့အဲဒါပေမဲ့တခုကယူဆိုင်ရမှာဒီဒိုင်ပါဝတ်ပေးပြီဆိုလို့ရှင်အပေါ်ထပ်ဝတ်တဲ့ဘောင်းမီကသူ့ထက်တော့ပိုမကြက်ဖို့အဲ့ဒါအရေးကြီးတယ်ပေါ့နော်ဒီခါလေးကကိုယ်ကဒိုင်ပါကောင်းကောင်းဝတ်တာပဲဒါပေမဲ့ခလေးခါလေးဘာလို့ရားနေလဲဆိုအဲ့အပေါ်က ထပ်ပြီးတော့ဝတ်တဲ့အပေါ်ဝတ်ကအရေးကြီးတာဆိုတော့လေဒါလေးကလည်းဂရင်းဆိုင်ဖို့လိုရဲဆိုတဲ့အကြောင်းလေးပေါ့နော်ဆိုတော့မိုးရင်းဆိုတော့ကလေးတွေအများကြီးပောက်တော့မယ့်အချိန်ရောက်လာပြီဒီချိန်ဟုတ်တယ်ဟုတ်ပါ တော့တိချာကယူဆရရပြီးတော့လောင်းလေးအဲ့မိုးရွှေမှာဘေဘီလေးမွေးတဲ့အမိဘတွေအကြောင်းပြောတဲ့ချိန်မှာဆိုလည်းဘာတိုးဝင်သွားလဲဆိုဟိုးရင်တော့ဆိုလို့ရှိရင်အခုလိုမျိုးဒိုင်ပါတွေထက်အနှီးလေးနေပဲပက်ပြီးတော့ကလေးကိုခဲလုပ်ပြီးอ่ะအဲ့ခါကျအနှီးကိုရှုံရတယ်ပြီးတော့မြင်မှုတာဆိုလို့ရှိရင်အနှီးတွေကမွေးရလို့ရှိရင်မချောက်ဘူးမချောက်တော့အောက်မှာမီးလေးဖို့ပြီးတော့ပေါ်စကားအုပ်ပြီးတော့အဲ့လိုမျိုးလှမ်းရတဲ့ပုံစံမျိုးတွေအထိမြင်မှုတယ်ဆိုတော့ အချိန်ပေးရတာပေါ့အလော့ပိုရှုပ်တာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ဟာဘီဘီတိုက်ပါလိုမျိုးတကယ်ကိုအရေးသေးလဲကောင်းမွန်တဲ့စိတ်ချရတယ်ဇင်းနှုံးအဖြစ်လဲတင့်တင့်နဲ့ဒီလိုမျိုးတကယ်ကောင်းမွန်တဲ့ product တွေပေါ်လာတဲ့အခါကျတော့မိဘတွေအတွက်အရန်ကိုအဆင်ပြေပါတယ်မိဘတွေလည်းမဟုတ်ပါဘူးခလေးတွေစောင့်ရှောက်တဲ့အခါမှာအခုဆိုရင်ဖေဖေမေမေကအပြင်းသွားကြတဲ့အခါမျိုးဆိုလို့ရှိရင်ဖိုးဖိုးတွေဖွားဖွားတွေအတော်တွေကစောင့်ရှောက်ပေးရတဲ့အပိုင်းကြီးရှိတယ်အဲ့တော့လူကြီးအတွက်လဲတကယ်ကိုအဆင်ပြေတယ်ပြီးတော့သူကကြတာလေငှမွေးလေးလိုနူးညံ့ပေါ့ပါနေတဲ့အခါကျတော့ခလေးလေးအနေနဲ့လဲမိဘတွေမဟုတ်ပဲသူတို့အတွက်တတောင်တတအရန်ဖြစ်တယ် နေရတာเนาะဟိုလူကြီးကတော့အဆင်ပြေတယ်ဆိုပြီးဝတ်ပေးလိုက်တာပဲဒါပေမဲ့ baby လေးမှလည်းသူ့အတွက်ခံစားရတာအစားအထီးတွေ့လေးရစားနူးညံ့နေဖို့ကအများကြီးအရေးကြီးတယ်အဲ့တော့ဟာ baby diaper မှာဒီလိုမျိုးကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်ဆိုတော့ခုနကလောင်းပြောသလိုဒီ တည်ရေကျိုးလေးပေါ့နော်အဲဒီလိုမျိုးလေးတက်တော့တက်တာဖြစ်အောင်သူ့မှာကအဲ size တွေလည်းအများကြီးရှိအဲ့တော့ newborn တက်ဆိုလို့ရှိရင်တော့သူကကတ်ခွာလေးနဲ့ပေါ့อืมဒီလိုကတ်ခွာလေး Janet small ကနေစပြီးတော့ဟိုးဆောင်ထပ် size တွေရှိဆိုလို့ရှိရင်ဒီလိုတည်ရေကျိုးလေးနဲ့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါလည်းလုံးဝမနာဘူးဗျာကြည့်တက်တော့တက်တာအရင်ဖြစ်တယ်မြင်လာတဲ့တည်တာတယ်ကန်ကြည့်လိုက်လည်းအရင်တည်တာတယ်အဲ့တော့တက်တော့တက်တာဖြစ်တဲ့အပြင်ဒီလိုအထိအကျန်းလဲခံသေးတယ်အဲ့တော့ဖုံးဖုံးတုတ်တုတ် baby လေးအထီးလေး AACC နဲ့ဝင်လို့ရပါတယ်ပြီးတော့မကြုံပါလှက်နေရဟုတ်ပါ တကယ်ပါလှန်နေရတော့ကြည့်ပေးတာလေမိုင်လောင်းပြမှာဒါတော့ပဲရှိတယ်ဟုတ်တယ်တကယ်ကြီးပါလှန်နေရ ဘာမှမထူဘူးလေဟုတ်တယ်ပေါ့ပေါ့ပါနဲ့လေသူတို့ရဲ့လှုပ်ရှားမှုတိုင်းอ่ะလေအရင်တတောက်တတာဖြစ်တယ်အဲ့ဒါကြောင့်လေမစောချအောင်ဆိုတော့တော့တအားစင်သူအဲ့ချင်ခြောက်ကအရင်ဆော့တာနော်ထောင်ထားအဲ့ခြောက်တွေကိုကင်နေဆော့ရဲဆိုအဲ့ပေါင်နေရအရင်ကိုအရေးကြီးရဲ့ချင်နော်အဲ့တော့ပျော့ပျော့ရွှင်ရွှင်နဲ့ကလေးလေးတွေဆော့လို့ရပါတယ်ပြီးတော့သူတို့အမြင်နဲ့လဲစမ်းသပ်ပြနေရသူ့မှာကဒီ indicator line လေးပါတယ်အဲ့တော့အများကြီးပေါ့နော်ကလေးရွှင်ရွှင်နဲ့ကြိုက်တဲ့လောက်ပေါ့အများကြီးအဆင်ပြေတယ်ပြီးတော့ဒီ line လေးကရွှင်ရွှင်တွေပြည့်သွားပြီဆိုလို့ရှင် line တွေကအယောင်လေးရင်ပြီးအပေါ်တက်လာမှဖြစ်တဲ့အတွက်ဒီ line လေးရဲ့အယောင်ကိုကြည့်ပြီးတော့ ော့ဒိုင်ပါအစ်စ်လဲပေးဖို့လိုပြီလားမလိုပြီလားဆိုတာလည်းကြည့်လို့ရတယ်။အဲပြီးတော့နောက်တစ်ခါဖာလဲဆိုတော့ဒီမှာကလောင်းလက္ခဏာပြောထားတယ်ဂျပန်ဝါတာလော့ဂျေကိုထည့်သုံးထားတာဖြစ်တဲ့အတွက်ဟိုးအရင်ဆိုတော့ဟိုးအရင်တော်တော်ကြာတဲ့အချိန်ဒီတော့ထောက်ကုန်နေမြင်ဘူးလားဆိုလို့ရှိရင်အထဲမှာကဝါကုန်းလိုမျိုးလေးပြီးအသုံးပြုပြီးတော့မြင်တဲ့အချိန်မှာလည်းဒါတွေကလိတ်တက်သွားတယ်အဲ့တော့ခလေးကခုခုကြီးဖြစ်သွားတယ်။သူတနေ့ကတတတတတမဖြစ်ပဲနဲ့ပစ္စည်းတစ်ခုခုသူ့စီရောက်လာတယ်လို့ပေါ့နော်ခံစားရတယ်။ဒါပေမဲ့ဒီမှာဟားဘေဘီဒိုင်ပါမှာထည့်သုံးထားတဲ့ဂျပန်ဝါတာလော့ဂျေကကြတော့ခလေးလေးအညစ်အကြေးဒီတဲကိုရောက်သွားပြီဆိုရင်တော့မှ ဲအမြန်ဆုံးစုပ်ယူလိုက်တယ်ပြီးအဲ့ဒါလေးက easy လေးရှင်းနေတာအဲ့တော့ခလေးတော့ကအရန် comfort ဖြစ်ပြီးတော့သူကပြော့ပြော့အီးကစားခွင့်ပေါ်ထိုင်နေရတယ်လို့ခံစားမှာသိကြတယ်။နောက်ပြောဆိုတဲ့သဘောကျတော့ဒီဗေးနားချုပ်ယူလိုက်နေတယ်။ဒါလေးကြီးရှိတဲ့အတွက်ဗေးနားဟောင်းလေးစီးရရှန်ထွက်သွားတာမျိုးအညစ်အကြေးတွေရှန်ထွက်သွားတာမျိုးလုံးဝမဖြစ်ဘူး။အဲ့တော့အိမ်မာတွေသုံးတာမဟုတ်ပဲနဲ့အပြင်သွားတဲ့အခါမှာဆိုရင်လေစိတ်ချလက်ချနဲ့ဒါလေးဝစ်ပေးသွားလို့ရတယ်အပိုလည်းထည့်ယူသွားလို့ရတယ်ဆိုတော့ဟားပြီးပြီးတိုက်ပါတော်တော်အဆင်ပြေပါတယ်။ပြီးတော့ကလေးလေးတွေကဝေးခါစားနေပြီးတော့တယောက်နဲ့တယောက် size တင်ရလဲမတူဘူးခနာ ကိုအလေးချိန်လေးနဲ့တက်လာတဲ့ပုံမှာမူတည်ပြီးတော့ရွေးချယ်စရာ size တွေကလည်းအများကြီးရှိပါတယ်အဲ့တော့အားလုံးအတွက်တကယ်ကိုအဆင်ပြေပါတယ်အဆင်ပြေတယ် နောက်ကလေးတွေအတွက်ကလေဟိုသူတို့ရဲ့ဒီလိုအရွယ်လေးမှဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်အနေအထားလေးမှလုံးဝလှုပ်ရှားမှုတိုင်းတတန်းတတတာဖြစ်နေဖို့အရေးကြီးတယ်။အဲ့အတွက်ကြောင့်တခုခုခုနေတာတို့တခုနေရထိုင်ရအဆင်မပြေတာဆိုရင်သူတို့လှုပ်ရှားမှုတွေအဆင်မပြေတဲ့အခါမှာကိုယ်ဟန်အနေထားအစာပြတ်သွားတတ်တယ်ပေါ့နော်။အဲ့အတွက်ကြောင့်လေအာဒီလိုမျိုးတတန်းတတရှိတဲ့ဒီဒိုင်ပါမျိုးကရွေးချယ်တင်တယ်ပေါ့နော်။အဲ့တော့ခုနမဆုလက်ပြောသလို size လေးတွေကလည်းရှိရဆိုတော့သူတို့ရဲ့ဟို body weight အတိုင်းပဲပေါ့နော်။ size လေးတွေကိုရွေးချယ်လို့ရတယ်။အဲ့တော့အဲ့ဒီ size လေးတွေကိုဇင်ပြောနေကြတဲ့အတိုင်းပေါ့နော်။အဲ့ဒါလေးပြန်ပြောပြ ပါမယ်အကယ်၍6ပေါင်1 kg ကနေ3 kg ရှိရဲ့ကလေးလေးအတွက်ဆိုရင် new born size ဆိုပြီးတော့ထုတ်ထားတယ်73ပေါင်ဒါ3 kg ကနေပြီးတော့6 kg ရှိတဲ့ကလေးလေးတွေအတွက်ဆိုရင် small size ရှိရဲ့ပေါ့နော်နောက်ပြီးတော့22ပေါင်ရှိတဲ့ကလေးလေးတွေတို့ဆိုရင်4 kg ကနေ10 kg ပေါ့နော်အဲ့တော့ကလေးအဲ့ကလေးလေးတွေအတွက်ဆိုရင် medium size ရှိမယ်နောက် 30ပေါင်30ပေါ့เนาะ weight အားဖြင့်ဆိုရင်ကဲပြီ 9kg ကနေ 14kg ရှိတဲ့ကလေးလေးတွေအတွက် less size ဆိုပြီးထုတ်ထားပါတယ်။ Now XL size ဆိုရင်เนาะ38ပေါင် kg နဲ့ဆိုရင် 12kg ကနေပြီးတော့ 17kg ပေါ့เนาะအဲ့ဒီကလေးလေးတွေအတွက်ဆိုရင် XL size ရှိတယ်။ Now 2XL size ကကြတော့40ပေါင်ရှိတဲ့ baby လေးတွေအတွက်ပေါ့เนาะသူကတော့ kg နဲ့ဆိုရင် 16kg ကနေပဲ 19kg ကြီးချရှိတဲ့ကလေးလေးတွေပါ။အဲ44ပေါင် size ရှိတဲ့ဒီပေါ့เนาะ body weight ရှိတဲ့ကလေးလေးတွေအတွက်ဆိုရင်เนาะ 3XL size ဆိုပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တယ်ဒါကတော့ဒီ size လေးတွေကိုပေါ့နော်ကလေးလေးတွေရဲ့ body weight အတိုင်းကိုရွေးချယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ဒါတင့်တော်တဲ့ size လေးတွေပေါ့နော်အဲ့အတွက်ကိုထုတ်ပြထားတာပါအဲ့အဲ့ထဲမှာမှထပ်ပြီးတော့ recommend ပေးရမယ်ဆိုရင်အကယ်၍လက်ဆောင်ပေးချင်တာဆိုရင်တော့ဇင်တို့အထုပ်40ပါတယ်ဒီမှာဟာဟာသိပြီ collapse ဒီအကြီးပဲကြီးပဲရမ်းစစ်ပြီးဟုတ်ကဲ့ဒီလက်ဆောင်ပေးရမယ်ချိတ်ထားကြနေခိုင်သုံးနေတာတနေ့ဘယ်တော့မှမသိဘူးအများကြီးပဲခါးတဲ့ခါတော့အပြီးဝယ်ထားလိုက်ဟုတ်ကဲ့ဒီလိုအပြီးဝယ်ထားလိုက်အရန်အသုံးဝင်တယ် ဓာတ်လေးဟိုမေမေတို့အတွက်လည်းတကယ်ကိုအသုံးဝင်နေပေါ့နော်ကလေးလေးတွေအတွက်ကိုဇင်တို့ဒီလိုမျိုးလက်ဆောင်ပေးတဲ့အခါကျရင်လည်းဒီဒါအမြဲအသုံးနေရဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအထုပ်ကြီးတွေကိုလက်ဆောင်ပေးဖို့တင့်တော်တယ်ဆိုတာလေးပေါ့ဒီအတွက်ကိုလည်းဟာဘေဘီကနေပြီးတော့တီးတန့်ထုတ်ပေးထားဖြစ်ပါတယ်ရှင်ပက်ကင်းကလည်းပေးလို့ထားတယ်ချစ်စရာချစ်စရာဒါအစ်တင်နော်ဟုတ်တယ်ဒီဥပက္ကေးချင်းအရင်တော့ကတော့ဒီလိုအဟောင်း အဟောင်းဒီဇိုင်းတွေဒါပဲထားလို့ဒီ packaging မှာဆိုရင်ဒါ bling bling ရေရောင်ပဲ bling ရောင်လေးနေတဲ့ချိတ်ထားလို့လည်းရရနော်ဟုတ်တယ်ဒီဟာရမ်းစားရအစဒါအခု40ပါတာပြီးတော့အခု20ပါအခု20ပါရှိတယ်ပြီးတော့10ခုပါလေ10ခုပါနော်10ခုပါတော့အပြင်နေပါရေးသွားရင်တဲ့ဝါလို့ရအလွယ်တူသူအရင်လည်းနေရမစားအောင်နော်ဆယ်ခုဆိုပေမဲ့သူကတစ်ခုချင်းအရင်ပါတော့လေဒါတော့ပဲရှိမှာအလားလားလေးရှိ နော်အဲ့တော့ဒီကလေးလေးတွေအတွက်ဒီဒိုက်ပါနဲ့ပတ်သက်ပြီးတော့ဟာဘေဘီကနေပြီးတော့အာဒီပေါ်တော့မိခင်တွေအတွက်အမြဲတမ်းစဉ်းစားပြီးတော့ပေါ့နော်ဘလိုဘလိုကလေးတွေဆိုရင်ကလေးလေးအတွက်တက်တန်းစားရှိမလဲဆိုပြီးတော့တေချာ quality ကောင်းကောင်းနဲ့ထုတ်လုပ်ထားတဲ့ဒိုက်ပါတွေရှိသလိုနောက်ထပ် အဆီဇင်တစ်ခုရှိရယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ပေါ်ပါရှင်ကြီးဟာဟာဘေဘီဆိုတဲ့အဆီဇင်မှာအဲ့ဒီအဆီဇင်မှာဆိုရင်ဘေဘီလေးတွေပေါ့ပေါ့ပပားနဲ့အာပေါ့နော်သူတို့ရဲ့ဗတ်ဆုံကျမ်းမာနေစေဖို့အတွက်ဆိုပြီးတော့ဆရာဝန်ကြီးကနေပြီးအလှဲချဆွေးနွေးနေတဲ့အဆီဇင်လေးတစ်ခုရှိရယ်အဲ့ဒါတော့ဟာဟာဘေဘီရဲ့ Facebook page လေးမှာဒီအဆီဇင်လေးတင်ဆက်နေတာဖြစ်ပါတယ်အာမေမေဖေဖေလေးလေ့လာခြင်းနဲ့ဆိုရင်တော့ Facebook page လေးကိုလာရောက်ဖို့အတွက်ကိုလည်းဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ပါတယ် စိတ်ချလက်ချတောင်းလို့ရတယ်ပြီးတော့ကိုနေတိုးရဲ့သားလေးကောင်းချင်တိုးဆိုလို့ရှိရင်မွေးကလေးရနော်တောင်းလာဆိုစိတ်ချလက်ချရွေးချက်လို့ရတယ်အရင်ကဆိုနောက်ဒါလေးတွေကောင်းတာတခုကလေနောက်ဒီခါးနေရာလေးတွေအရင်အဆင်ပြေရပေါ့နော်နောက်ပြီးတော့လေဒီလိုမျိုးပပလေးဖြစ်တဲ့ခါကျခလေးတချို့ကခွင်မာဆိုးရယ်လေအရင်ထွက်တယ်ဆိုတော့နောက်ပြီးဆုတ်တဲ့ခါမှာဂုံးဆိုလို့ရှိရင်တနေရာပဲဆုတ်မှာဒါဂျယ်ဖြစ်တဲ့အတွက်တနေရာရရင်လုံးဝအားလုံးကတပြင်းညီပြန်တဲ့အတွက်ခလေးနေရာအများကြီးအဆင်ပြေရနော်ဟုတ်တယ်ပြီးတော့ဒီပပလေးကရေ6ခွက်စာအထိဆုတ်ယူနိုင်တာဟုတ်တယ်အထင်သေးလို့မရဘူးအဝတ်အထင်သေးလို့မရဘူးအဲ့လိုမျိုး6 ်တွေ့ွားတာကွာဇင်တို့လက်တွေ့ပေါ့နော်အဲ့လိုမျိုးတွေ့ရတာဆိုတော့လေဟိုလူကြီးတောင်ကွာကိုရီဆိုအဲ့လိုမျိုးကိုရဲ့အတွင်းကန်အန်ဒါဝဲတွေဆိုစီဆိုစီဆိုရင်ပုံဆွဲတာတွေပဲလည်းဖြစ်တတ်တယ်ဆိုတော့ကလေးလေးတွေဆိုတော့သူတို့ပို့ပြီးအသားရည်လေးတွေနူးညံ့တာဆိုတော့ဒီလိုစိတ်ချရတဲ့ quality ကောင်းတဲ့နောက်ပြီးဈေးနှုန်းအားဖြင့်လည်းတင့်တင့်နဲ့အဲဒီလိုမျိုးဟာဟာ baby ပေါ့နော်ဒီ product ကိုမျိုးရွေးချယ်ဖို့အတွက်ဇင်တို့ခင်မျိုးမဒီအစီအစဉ်ကနေပြီးတော့လည်းတိုက်တွန်းပါတယ်ရှင်ဟုတ်ပါတယ်သူကစီးဆိုသွားရင်လည်း10စက္ကန့်အတွင်းလုံးဝ6တယ်ဆိုတော့စက္ကန့်ပိုင်းအတွင်းမှာကလေးကသူဘယ်လောက်ပဲရှူးပေါက်ပေါက်ထားသူနဲ့ရှူးနေ ဲ့ဘာမှဆိုင်လာတော့တသက်ဆင်ဖြစ်တာပြီးရွှေပေါက်လေးလေးဒါလေးကအီအီလေးပြီးရနေရပိုကောင်းလေးနဲ့တူတယ်နော်စူးစမ်းမွေရလာတယ်ကိုယ်ကောင်ပြန်ဖြစ်ချင်တယ်ဝိခင်ဟုတ်လေးဟုတ်ကဲ့အခုကလေးလေးကိုအားချပါရတယ်ရပါတယ်ညာကိုတိုးတက်ပါတယ်နော်တူအာလာဝန်လေကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါပြီးတော့တို့အစီအစဉ်အတွက်ခင်ဗျားတို့ဒီအစီအစဉ်အတွက်အဓိကကူညီပံ့ပိုးပေးတဲ့ဟာဟာဘေဘီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲအဲ့တော့ဇင်တို့နောက်ထပ်အပိုင်းအတွက်မကြခင်မှာကိုတေကြီးကိုဖိတ်ခေါ်ပေးပါမယ်ရှင်